နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကဖမ်းဆီးထားတဲ့တပ်ထောက်ခံသူဇော်ဘုံဟိန်းကိုနန်းရွှဲစစ်ကြောရေးမှာဆစ်ဆီးပြီးတဲ့နောက်ပြည်ဦးလွယ်မြို့မှာရဲစခန်းမှာအမှုတိဆောက်ကအိုးဘုံအချင်းထောင်ကိုပို့လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ဦးလွယ်မြို့နယ်မရံချောင်းကျေးရွာရက်ွက်ကြီး၁၉မှာနေထိုင်တဲ့ ဒေါ်ဘုံဟိန်းကိုစစ်ကောင်စီကဇွန်လ၂ရက်နေ့မှာဖမ်းဆီးသွားပြီးတော့နန်းတွင်းစစ်ကြောရေးမှစစ်ဆေးကဇွန်လ၁၂ရက်နေ့မှာပြည်ဦးလွင်မြို့မှာရဲစခန်းမှာချုပ်ရက်ရမန်ထပ်ယူပြီးတော့အိုးဘိုအချင်းထောင်ကိုပို့ဆောင်ခဲ့တာလို့တရားရုံးနဲ့နှိစက်တဲ့သတင်းရေးမိကပြောပြထားပါဗျ။စစ်ကြောရေးမှစစ်တရက်လောက်စစ်ပြီးမှပြည်ဦးလွင်ရဲစခန်းကိုပြန်ပို့တာ ပုံမှန်၃ခုနဲ့အမှုဖွင့်ထားတယ်ပြင်းလွင်ရဲစခန်းကပုံမှန်905ကကြီးဆရာဖဘက်ကပုံမှန်66ကကြီးရဲ့အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်3ခခွေ15နဲ့အမှုဖွင့်ထားပါတယ်လာမယ့်ဇွန်လ26ရက်နေ့ရုံးချင်းမှာကနအူးပုံမှန်905ကကြီးစစစ်မယ်ဆရာဖဘက်ကစွဲထားတဲ့အမှုတွေအတော့ တက်ထောက်ခံတဲ့သူတွေဘက်ကအတနာခံစားတင်ထားတယ်လို့ပြောဆိုထားပါတယ်စစ်တပ်အတွင်းမှာဖြစ်နေတဲ့စစ်တိုင်းမှုကစပြီးတော့အရာရှိအဆင့်ဆင့်ကြီးနိုင်ငယ်ချင်းမှုတွေလက်စားဓာတွေကိုဝေဖန်ထောက်ပြလို့စစ်တပ်အကြီးအကဲတချို့နဲ့တက်ထောက်ခံသူများကပါမျက်မုံးကျလာကြပြီးတော့အခုလိုဖမ်းခါရတာဖြစ်တယ်လို့စစ်မှုထမ်းဟောင်းတအုပ်ကတုံ့တက်ပြောဆိုထားပါတယ်တက်ထောက်ခံသူဇော်ဘုံဟိန်းကိုဖမ်းဆီးဖို့အတွက် စစ်တပ် lobby အချင်းချင်းတွေဖြစ်တဲ့ဟန်ငင်းဦးအောင်မင်းဗညောကျော်စွာ ကိုတက်စတဲ့သူတွေကသတင်းပေးခဲ့ကြသလိုကျော်စိုးဦးပောက်ကူတော်ဒဇင်ဦးနဲ့မပူတူတို့ဟာလည်းအမှုနဲ့ပတ်သက်ပြီးတော့အကူအညီမပေးတဲ့အတွက်တထောက်ခံတဲ့သူတွေနဲ့ပြည်သူ့စစ်အဖွဲ့တွေကြားမှာဝေဖန်မှုတွေဖြစ်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ